ရှင်ဒီနေ့တော့ဖြူလို့ပြီမှာဆိုရင်နံပါတ်ကြီးရဲ့ရွှေတော်မိုးရင်ကကို လွမ်းနာနဲ့လှုပ်စာဖြစ်ပါရဲ့ရှင်။မစားဘူးသေးတဲ့သူတွေရှင်ရင်လည်းလှုပ်စာလို့ရအောင် လုံနည်းလေးပြန်နဲ့မျှဝေပေးလိုက်ပါရဲ့နော်။ရှိတာမူရင်းကလှုပ်ရှားဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့ပဲမုံ၊မုတ်ဖက်ချောင်း၊ငါးပြုံ၊ကြက်သွုံအဖြူအနီးချေ၊နန်းနမ်လေးနဲ့ဂေါ်ဘီတို့လိုအပ်ပါရဲ့ရှင်။ ပထမဦးဆုံး၅စီတက်ဖို့ပြင်ဆင်ပါရနော်။စက်သွန်အဖြူအနီးချင်းတို့ကိုအခွန်ခွာရေးစိပြီးတော့ချိန်လိုက်ပါရရှင်။ခါခါတော့၅တစ်တာ၅ပြုတ်ဖြစ်ပါရနော်။ချို့ကအချိန်ကုန်သက်တာတဲ့ ready made ၅ပြုတ်ဘူးနဲ့လောက်စားဖြစ်ပါရရှင်။ပြုတ်ပြီးတန်ခါးတော့နေကိုစီတက်တဲ့အခါအစင်သိဖြစ်အောင်မှွာထားလိုက်ပါရနော်။ ပြီးတာနဲ့ခုနကကြိတ်ထားတဲ့စက်သွန်အဖြူနီချင်းကိုစီတက်ပါရဲ့ရှင်စီတက်အနံလေးမှု့လာတာနဲ့ပွားထားတဲ့ငါးပြုတ်လေးကိုထည့်ပြီးတော့စီတက်ပေးပါရဲ့နော်ငါးနီနာလေးပြောက်ပြီးမွှေးလာတဲ့အထင်းငါးမိနစ်လောက်စီတက်ပေးထားပါရဲ့ရှင်။ငါးစီတက်ထားတာလေးရတာနဲ့မုံရင်ကားပဲကြီးအနစ်လေးစချက်ပါမယ်နော်။ ဖဲမှုစံချိန်ခွက်တဘူးနဲ့တဝက်စာကိုအရေးပြောပါမယ်ရှင်ဖဲမှုကိုရေမပြုံးရအောင်သီချာလေးဖြော်ပြရနဲ့မုတ်ရည်လေးစားချက်လို့ရပါပြီနော် ချက်မဲ့အိုးရဲကိုရေအနှဲငယ်ထဲပါအေးရှင် ယေစုလာတာနဲ့ခုနကပြောဝင်အောင်ဖြောထားတဲ့ပဲမုံနေရေပိုးစကားနဲ့စစ်ပြီးရထဲပေးလိုက်ပါရနော်ရတာအနေနဲ့ကတော့စားတဲ့ကြာကိုထည့်ပေးထားပါရှင်။ပြီးရင်တော့အစင်သစ်စီတက်ထားတဲ့ငါးစီချက်ကလေးကိုလည်းထည့်ပေးပါရနော်။ ခဲမုံနေ့အရင်လေးအခုလိုဖြစ်လာတဲ့အထိဆယ်မိနစ်လောက်ကြိုးပြီးရင်တော့ချက်ပါပြီရှင်။မုံနေ့ချက်ပြီဆိုတော့မုံဖက်ကိုပြင်ဆင်ပါရနော်။မုံဖက်ကြောင့်ကိုပြုတ်ပြီးရောမဆေးအောင်ရေးအေးအေးနဲ့ဆေးပြီးပါရရှင်။မုံဖက်လည်းရပြီဆိုတော့ရွှေတောင်မွေးကားလေးကိုထည့်စားဖို့အတွက်ခေါ်ပြီးချက်တော်နီးနန္နမင်းတို့ကိုပြင်ဆင်ပါရနော်။ ပါတော့ကြက်တုံနီစီချက်လို့ဖို့အတွက်ကြက်တုံနီကိုအခွန်ခွာရေးစိတ်ပြီးတော့ပပတိထတာဖြစ်ပါရဲ့ရှင်ကြက်တုံနီစီချက်စချက်ပါမယ်ရှင်ဒဲဥပူရာနဲ့စီထည့်ပြီးတော့ဇနွန်းထဲပါရဲ့ရှင်စီပူလာတာနဲ့လှိတဲ့တဲ့ကြက်တုံနီထည့်ပြီးတော့စီတက်ပေးပါရဲ့နော်ကျက်တော်နီမှွေးလာတာနဲ့ရေုပ်သီးချောက်ကိုမှွေးနေအောင်ထည့်စီတက်ပေးပါရဲ့ရှင်။ ဘာမီနစ်လောက်စီတက်ပြီးရင်တော့ကျက်သွန်လေးရုပ်စီတက်ကလေးလည်းရပါပါပြီနော်ဒါကတော့ရွှေတောင်မွင်းကနဲ့အရန်လိုက်ဖက်တဲ့ဂေါ်ဘီဟင်းကားလေးချက်မှာချစ်ပါအရှင်ရေစူအောင်တဲပြီးရနဲ့ကျက်သွန်ဖြူတပြားရိုက်အနေငယ်ထဲပေးပါရနော်ပြီးရင်တော့ဂေါ်ဘီသီးထတာလေးလည်းထဲပေးပါအရှင် ပြီးရင်ငပိရေဖြောထားတာလေးအနေငယ်ကိုပါထည့်ပေးလိုက်ပါရနော်။ရတာကတော့စားလီအနေငယ်ကိုပဲထည့်ချက်ပြီးထားပါရရှင်။ဗမ်းမီငက်လောက်ချက်ပြီးရတယ်။ကော်ဗီဟင်ကာလီလည်းချက်ပါပါပြီရှင်။ဒါဆိုရင်တော့ရွှေတောင်မွေးကလှုပ်စားဖို့အတွက်အားလုံးဆင်တင်ဖြစ်ပါပြီရှင်။ရွှေတောင်မိုးရင်ခါပွဲပြင်ပါမယ်နော် မုတ်ဖက်ကိုရင်ထဲပါရရှင်မုတ်ဖက်ထဲပြီးရနဲ့ငါးမြတ်မြတ်နဲ့ချက်ထားတဲ့ပဲမုတ်ရေကိုထဲပြီးပါရနော် ဖဲမုံနဲ့အရေးထည့်ပြီးရနဲ့ကြက်တော်နီခရုတ်ပြီးစီချဲရွှဲရွှဲလေးထည့်ပြီးပါမယ်ရှင်။စီချက်ထည့်ပြီးရနဲ့ဂေါ်ဘီကြက်တော်နီနနက်မင်းတို့ကိုထည့်ပေးလိုက်ပါရနော်။ဒါဆိုရင်တော့ဖြိုးလို့ဖီမျိုးမှာရောင်းတဲ့အရင်အရသာရှိတဲ့ရွှေတောင်မွင်းကားတွေရသွားပါပြီရှင်။မွင်းကားဆိုပေမဲ့လည်းရွှေတောင်မွင်းကားကပဲနှစ်ရည်လေးနဲ့တောက်စားတဲ့မျိုးစားလေးဖြစ်ပါရဲ့နော်။ ကျုပ်ကတော့ဒီမြို့သူဆိုတော့ဒီမှာရောက်တဲ့ရွှေတော်မဝင်းကောက်ကိုအရင်ကြိုက်တော့အိမ်မှာခဏနာလုံစားဖြစ်ပါရဲ့ရှင်။ခင်းကားပူပူလေးနဲ့တွဲစားရတဲ့ရွှေတော်မဝင်းကောက်ကိုမစားဘူးသေးတဲ့သူလေးတွေရှိရင်လည်းဖြိုးလုံစားသလိုလေးလုံစားကြည့်ပါအောင်နော်။ဒီရန်စားလို့ကောင်းပါရဲ့ရှင်။ကျုပ်တို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။